ားငယ်နဲ့စုပြင်းနေတော့ဟိုပြောမှာဆိုရင်အရန်ကိုလိုက်ဖက်ညီတယ်အရန်လဲဟိုဒီလိုကြည့်ရအရန်ကြက်တည်းရှိရပေါ့နော်အဲ့တော့အာတဆုံးတိုင်းပေါင်းနေမှာပေါင်းနေနိုင်ပါစေတက်ရကြော်ရှိပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ရေးတော့ရင်းမိတယ်ဒါပေမဲ့အရန်ကြီးတော့ဟိုဘယ်လိုပြောရမလဲကိုတောင်းငယ်တို့လည်းဟိုနေရာထိုင်တာပါညာကဟိုအဲ့လိုကြီးမဟုတ်ဘူးလေပုံမှန်လေးပဲ AC ပဲနေတော့တိတ်တော့ဟိုဘယ်လိုပြောမလဲ အရန်အတွင်းကြကြလူတော့တိတ်တိတ်ပြီးတော့ရိမ့်မိဖို့ကခင်းရင်တယ်ဟုတ်အရန်လိုက်ပါတယ်အရန်လိုက်တယ်အရန်လည်းကြက်တီရှိတယ်အာပြောမဆိုရင်နှစ်ယောက်ကအခုပုံစံလေးမျက်နှာလေးကအစာပို့ပြီးတော့ပိုးတူးလာသလိုပဲကိုတန်းငယ်နဲ့ဆိုပြနေလေအရန်လည်းဟိုကြည့်ပြီးတော့ပီတိဖြစ်မိပါတယ်လို့ဟုတ်အာကိုတန်းငယ်နဲ့ဆိုပြနေရတော့ ဟိုပြောမှဆိုရင်အရန်ကိုလိုက်ဖက်ညီတယ်အရန်လဲဟိုဒီကြည့်ရအရန်ကြက်တည်ရှိရပေါ့နော်အဲ့တော့အာအသက်ဆုံးတိုင်းပေါင်းသိမ်းပါပေါင်းသိမ်းနိုင်ပါစေတက်ရကြော်ရှိပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်အမ် surprise တော့အရန်မဖြစ်ဘူးဒါပေမဲ့စောင်းတော့စောင်းကြည့်နေကြတာပေါ့နော်ဟိုဘယ်လိုပြောရမလဲဟိုကားရိုက်လဲတူတူအဲဒီမင်္ဂလာမဆောင်ရင်လာလာပိုင်းလောက်မှလဲရခိုင်းဒီပိုင်းဝင်သားပေါ့လာပိုင်းဆိုတော့နည်းနည်းတော့ကြာပြီပေါ့နော် အဲမကိုင်းတွေတူတူပဲအကုန်လုံးဆိုပြလဲပါတယ်ကိုတိုင်းငယ်ပဲကျွန်တော်ဟောအဲလာလဲပါတယ်အဲ့တော့ကျွန်တော်တို့ကစတီမာတွေကိုအနည်းကနေနေကိုတိတ်ဟုတ်တယ်လို့လို့မဟုတ်တယ်လို့ဖြစ်သွားပါဘောနော်ရေးတော့ရိမ့်မိတယ်ဒါပေမဲ့ရိုင်းတော့ဟိုဘယ်လိုပြောရမလဲကိုတိုင်းငယ်တို့လည်းဟိုနေရာထိုင်တာပါညာကဟိုအဲ့လိုကြီးမဟုတ်ဘူးလေပုံမှန်လေးပဲ AC ပဲနေတော့တိတ်တော့ဟိုဘယ်လိုပြောရမလဲအရန်အတွင်းကြကြလူတော့တိတ်တိတ်ပြီးရိမ့်မိဖို့ကခင်းရင်းတယ်ဟုတ် မင်္ဂလာဆောင်တဲ့အချိန်ကျမှချပြလိုက်တာတော့ဒါကဟိုဘယ်လိုပြောမလဲဒီစုံတွဲတွေမှာကပို့ပြီးတော့အဆင်ပြေလို့ထင်တယ်ကျွန်တော်အမြင်ကတော့အဲ့လိုလေးကပိုကောင်းတယ်ဘာလို့လဲတော့တကယ်ဟိုလက်ထက်တဲ့နေ့မှာမှဘွားကနေကိုကြီးသာဘသူကိုချစ်သူကဘသူကိုယူမဲ့သူကဘသူဆိုတာကိုချပြလိုက်တာအရန် ကိုတင့်တော်တယ်လို့ထင်တယ်ပေါ့နော်ဟုတ်အရန်လိုက်ပါတယ်အရန်လိုက်တယ်အရန်လည်းကြက်တီရရှိတယ်အာပြောမဆိုရင်နှစ်ယောက်ကအခုပုံစံလေးမျက်နှာလေးကအစားပို့ပြီးတော့ပို့တူးလာသလိုပဲကိုတန်းငယ်နဲ့ ဆိုပြနေလေအရန်လဲဟိုကြည့်ပြီးတော့ PD ဖြစ်မိပါတယ်လို့ဟုတ်ဘယ်လိုပြောရမလဲအရန်ကုန်ယူပါတယ်လို့ဟုတ်အားတော့အားကြပါဒါပေမဲ့လိုပါသေးတယ်ကျွန်တော်ကကိုလည်းလှုပ်လှုပ်ရမှာပဲနေမှာအဲ့လိုပဲပြောမှာဟုတ်အာအတရာကျော်တိုင်းအာဒီဆောင်တွေအဲလက်တွဲမြဲပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်